မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းမုံရွာမြို့နယ်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိနှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မုံရွာမြို့နယ်တောပုရွာကပြူစောတိအဖွဲ့ဝင်အောင်ဆန်းမြင့်နဲ့ကံမလူမြို့နယ်ပြူစောတိခေါင်းဆောင်ဝါတော်ဝရဲ့တပည့်ပြူစောတိဝင်းကိုရို့ကိုဂျမ်းမာဆက်တလုံးလက်ပြဘုံကြည်စံကြည်ပေါက်များနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးရရှိမှုကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖဖတို့ကပူးပေါင်းကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းထီးချမ်းမြို့နယ်ကနေစုခွာလာတဲ့ဗိုလ်မှူးစမ်းယူဦးစီးတဲ့အချမ်းမဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားအယောက်20တေဆုံးပြီးလက်နက်21လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ18ရက်နေ့မှာထီးချမ်းမြို့နယ်မြတောင်ကက်ကလမ်းဆောင်ကနေစုခွာလာတဲ့ဗိုလ်မှူးစမ်းယူဦးစီးတဲ့တပ်တက73ကအင်အား58ဦးပါတဲ့အချမ်းမဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတပိတ်ချင်းမြို့နယ်တွင်းငယ်တိုက်နယ်နန်းစိန်တောင်နယ်နန်းစိန်ချောင်းကြားမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရ ရပါတယ်အခုလည်းမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအယောက်20သေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိကငကြင်းမီ MA15 တလက်60မမပြောင်းတူ MA9 နှစ်လက် MA16 လက် MA35 လက် MA11 လေးလက် G3 သုံးလက်ကြည်မျိုးစုံ2126တောက်အီနာကဘုံဒီ6လုံးလက်ပြဘုံ2လုံး40မမဘုံဒီ5လုံး60မမဘုံဒီ3လုံး RPG 4လုံး ကြည်ပေါက်မျိုးစုံ82ခုတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်မှုကိုမန္တလေးတိုင်း PDF တာဝန်ခံယုံကိုကဲမှုအောက်မှာရှိတဲ့တရင်တပ်ဖွဲ့များကအထူးလှုပ်ရှားတရင်၃အမှတ်911တရင်မန္တလေးခရိုင်တရင်305မန္တလေးခရိုင် drone တပ်ဖွဲ့ ABSDF ပြင်းလွင်ခရိုင်ကွန်မန်ဒိုတပ်စိတ်နဲ့တပိတ်ချင်းမြို့နယ်ပကဖပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်တအူးမြင့်မြတ်စွာချဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ရွှေကူမြို့နယ်ကနေပြီးတော့ဗမော်ကိုစံတက်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်သင်္ဘော၅စီးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ တင်းမောနှစ်စီထိမှန်သွားတဲ့အတွက်ရှေ့ဆက်မသွားနိုင်တော့ဘဲရွှေကူစိတ်ကမ်းဘတ်ကိုစစ်တင်းမောများပြန်လည်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ18ရက်နေ့မနက်၈နာရီအချိန်မှာရွှေကူစိတ်ကမ်းမှာ၄ရက်ရန်နာပြီးတဲ့နောက်ဗမော်ဘတ်ကိုစံတက်လာတဲ့စစ်တင်းမော၅စီးကိုရွှေကူအထက်နားမှာ KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်တင်းမော၅စီးတဲ့ကမှာရှေ့ဆုံးနဲ့နောက်ဆုံးကနေလုံခြုံရေးယူပြီးတော့လိုက်ပါလာတဲ့စစ်တင်းမောနှစ်စီးဟာလက်နက်ကြီးကြီးထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စက်တဘာလ18ရက်နေ့မနက်မှာရွှေ ွေကူကနေထွက်သွားတဲ့စစ်သင်းမောတွေကိုအပေါ်ကနေပြီးတော့စစ်လေရင်တွေကဝင်းရံပြီးတော့ပြန်ဝဲတာမျိုးတွေလုပ်တယ်တိုက်ခိုက်ခံရတော့ရွှေကူကျွန်းတော်ဗကန်းကိုလေရင်နေနဲ့ဘုံကျဲချတယ်စစ်သင်းမောတွေကဗမော်ကိုတတ်တာပေမဲ့တိုက်ခိုက်ခံရတော့ရွှေကူကန်းကိုပြန်လာပြီးတော့ကတ်ကြတယ် စစ်သည်မော်တွေတော့ထိခိုက်တာတွေရှိတယ်လို့ KI ရဲ့စီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အကြမ်းတ်စစ်ကောင်စီက AR မြေကြောင်းအတိုင်းစစ်သည်မော်များစံတက်ပြီးတော့ကချင်ပြည်နယ်ဘက်မှာရှိတဲ့စစ်ကောင်စီတပ်များထံကိုရိတ်ခါနဲ့လက်နက်ခဲယံများပေးပို့ခြင်းအင်အားဖြည့်တင်းခြင်းများကိုမကြခဏလှုပ်ဆောင်လေးရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအင်းတော်မျိုးနယ်မှာအင်းတော်မျိုးမှာရဲစခန်းနဲ့ထွေးအုပ်ရုံးကိုတိုက်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်က ပြည်သူတထောင်ကျော်ကိုဒဇာကံအဖြစ်နဲ့ဖမ်းဆီးထားကာအင်းတော်မျိုးနဲ့တန်ခါမဟာနိုင်ကအဖွဲ့ကပြည်သူများကိုပြန်လွှတ်ပေးရန်စစ်တပ်ကိုပန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ16ရက်နေ့ကစတင်ပြီးတော့အမတ်တစ်စစ်ဒေသကိုကဲမှုနဲ့ PDF ပကဖများကအင်းတော်မျိုးသိန်းတိုက်ပွဲကိုစတင်ခဲ့ရာဩဂတ်လ24ရက်နေ့မှာအင်းတော်မျိုးမှရဲစခန်းနဲ့ထွေအုံရုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အင်းတော်ရဲစခန်းနဲ့ထွေအုံရုံးကနေစုခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကအင်းတော်မျိုးမှရှိတဲ့ဒေသအခေါ်ဂျပန်လှိုင်ကူမှာ မခွန်ခွန်ရဲ့ရှေ့တန်းဌာနချုပ်အဖြစ်နဲ့ခံစစ်ဆေးပြင်ဆင်ထားတယ်လို့သိရပါတယ်။ဒါအပြင်ဂျပန်လိုင်ကူနဲ့မြေမျက်နှာသွင်းပြတဆက်တည်းရှိနေပြီးတော့မီတာ900ကျော်သာကွာဝေးတဲ့အင်းတော်မျိုးမှာဘုံကြီးเจ้าမှာပြည်သူတထောင်ကျော်ကိုလူသားတိုင်းအဖြစ်နဲ့အတုံးချရန်ရည်ရွယ်ပြီးတော့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ကလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတဲ့ပြည်သူတထောင်ကျော်ကိုပြန်လွှတ်ပေးရန်အင်းတော်မျိုးနဲ့တန်ခါနိုင်ငံကအဖွဲ့က2024ခုနှစ်စက်တင်ဘာလ9ရက်နေ့ရက်စွဲနဲ့ စစ်ကောင်စီတပ်ထမ်းကိုမြစ်တာရက်ခံစာထုတ်ပြန်ခဲ့တော်လဲစက်တံမာလ18ရက်နေ့အထိပြည်သူများကိုစစ်တပ်ကပြန်လွတ်ပေးခြင်းမရှိဘဲလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးအသုံးပြုထားဆဲဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်ရေးအဖွဲ့များကအင်းတော်မျိုးမှာဖုန်ကြီးကြောင်းဝင်းအတွင်းမှာရှိတဲ့ပြည်သူများကို ဲ့ဒီအရက်ကနေပြီးတော့စွန့်ခွာပြီးဘေးကင်းလုံခြုံရာအရက်ကိုအ мян ဆုံးထွက်ခွာနိုင်ရန်အသိပေးထားပြီးတော့ထွက်ခွာလာတဲ့ပြည်သူများရဲ့အသက်အန္တရာယ်ဘေးကင်းလုံခြုံရေးအတွက်ကိုကာကွယ်သွားမှာဖြစ်ကြောင်းစာထုတ်ပြန်ထားတယ်လို့သိရပါဗျ။အင်းတော်မှာဒီဘက်ကထိုးစစ်ဆင်နေတာကိုစစ်တပ်ကလူသားတိုင်းအဖြစ်နဲ့ပြည်သူတထောင်ကျော်ကိုဖမ်းတာရှိတယ်မျိုးနဲ့တန်ကမဟာနာယကအဖွဲ့ကလည်းပြည်သူတွေကိုပြန်ပေးဖို့အတွက်မြစ်တာရက်ခံတဲ့ PDF တွေကလည်းပြန်ထွက်လာတဲ့ပြည်သူတွေကိုဘေးကင်းလုံခြုံရေးအတွက်အာမခံတဲ့ဆိုတဲ့စာတွေထုတ်တယ် ကျွန်တော်တို့ဘက်ကစာတွေလဲကျဲထားတယ်ဒါပေမဲ့စစ်တပ်ကအခုချိန်ထိပြည်သူတွေကိုဖမ်းထားဆဲပဲလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အင်းတော်မျိုးသိန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကမျိုးကနေအိမ်များကိုမိရှုံမှုလက်နက်ကြီးများနဲ့ပစ်ခတ်မှုများကြောင့်အောင်မြင့်တာရက်ွက်တက်မှာနေအိမ်၁၁လုံးအောင်စင်ရရက်ွက်မှာနေအိမ်၄လုံးအောင်ချမ်းသာရက်ွက်မှာနေအိမ်၁၉လုံးအောင်မြင့်တာရက်ွက်မှာနေအိမ်၃လုံးအောင်မင်္ဂလာရက်ွက်မှာနေအိမ်၃လုံး ရင်နာတဲ့ရက်ကွက်မှာနေအိမ်42လုံးဝင်နာမီယာရက်ကွက်မှာနေအိမ်73လုံးကြာအင်းရွာမှာနေအိမ်3လုံးစုစုပေါင်းပြည်သူတွေရဲ့နေအိမ်68လုံးမီးလောင်ပျက်စီးသွားပြီးတော့ပလီကျောင်းဆောင်နဲ့အင်းတော်မျိုးမှာဈေးလဲမီးလောင်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ခြုံကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်းရောက်စီးနင်းပြီးတော့ပြည်သူနှစ်ဦးနဲ့တော်လိုင်းရဲဘော်၃ဦးကိုဖမ်းဆီးပစ်သက်သွားပြီးရွာထဲကိုလေကြောင်းကနေဘုံးကျဲတိုက်ခိုက်ခြင်းကြောင့် ုံဝင်ဆောင်မျိုးသမီးတို့အပါအဝင်နှောက်ဦးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ16ရက်နေ့မနက်အစောပိုင်းမှာခြုံကြီးအနောက်ရွာကိုအကြမ်းဖက်ဆက်ကောင်စီတပ်သားများကဝင်းရောက်စီးနှင်းခဲ့ပြီးတော့ပြည်သူနှောက်ဦးနဲ့တော်လိုင်းရဲဘော်၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးခဲ့တဲ့သူများကိုဆက်ကောင်စီတပ်သားများကကျိုးတုပ်ပြီးတော့ပြစ်တက်ခဲ့ပြီးတော်လိုင်းရဲဘော်တဦးကတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအကြမ်းဖက်ဆက်ကောင်စီတပ်သားများကြေးရွာအတွင်းကိုဝင်းရောက်လာပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်ဆက်ကောင်စီဘက်ကထိ ိခိုက်ဒိဆုံးမှုတွေများပြားခဲ့တယ်လို့လည်းသိရပါဗျ။တိုက်ပွဲတွေမှာအကြက်ဘက်စစ်ကောင်စီဘက်က ထိခိုက်သေးဆုံးမှုများပြားခြင်းကြောင့်မနေ့17နာရီ30မိနစ်ခန့်မှာ MI35 Jet Fighter Nasiro နဲ့ခြုံကြီးအရှိရွာကိုဘုံးကျဲပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ကြီးရွာနေပြည်သူကိုဝင်ဆောင်အမျိုးသမီးတဦးဘုံးစာထိမှန်သေဆုံးခဲ့ပြီးတော့အသက်60ရွယ်အဖွားအိုတဦးသွေးလန့်ပြီးတော့သေဆုံးသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေတပ်ဖြတ်သွားတာကပြည်သူ9ဦးနဲ့တော်လိုင်းရဲဘော်3ဦးကိုဖမ်းဆီးပြီးတော့တပ်ဖြတ်သွားတယ်။ဖမ်းဆီးခံထားရတဲ့တော်လိုင်းရဲဘော်တဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်။စစ်ခွေးတွေလေရင်နဲ့ဘုံးကျဲလို့ ကိုဝင်ဆောင်အမျိုးသမီးတအူးဘုံစံထိမှန်ပြီးတော့တေဆုံးတယ်အသက်60အရွယ်အဖွားအိုတအူးကတော့လန့်ပြီးတော့တေဆုံးသွားတယ်လေရင်နဲ့ပြစ်လို့ ျက်စီးသွားတဲ့နေအိမ်တွေကခြုံကြီးအရှိရွာမှာနှလုံးပျက်စီးတယ်အနောက်ရွာမှာမီးရှို့ဖျက်ဆီးခံရတာနေအိမ်၃လုံးရှိတယ်တိုက်ပွဲဖြစ်တာကမနက်၁၀နာရီဝန်းကျင်မှာဖြစ်တာရဲဘော်တွေနဲ့ထိပ်ပွေတိုက်ပွဲဖြစ်တယ်စစ်ခွေးနဲ့ပြူခွေးတွေအထိများတော့လေရင်ပြစ်ကူတွေရောက်လာပြီးတော့ကျဲတော့တာပဲအဲ့ဒါကြောင့်ရဲဘော်တွေပြန်ဆောက်လာလိုက်ရတာလို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတောင်ဝရှိသူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခြုံကြီးအနောက်ရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်၃လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီးတော့ညနေ9နာရီကမှချေးရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားပြီး၎င်းတို့တပ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းများကိုဘုရားကုန်းပေါ်မှာပြစ်ထားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ရှစ်လအရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖျားเจ้าနဲ့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့ညနေ4:20မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကကြောက်တကားဘော်လုံးကွင်းကနေပြီးတော့ဖြန်တလင်းကျေးရွာကို drone နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာကျေးရွာနေပြည်သူအသက်55နှစ်အရွယ်ဒေါ်ဂေါ်ဘီတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဖျားရှိခိုးเจ้าတစ်เจ้าနေအိမ်တစ်လုံး စိုက်ကဲနစီပြစည်းခဲ့ရတယ်လို့သိရပါဗျ။စက်တဘာလ15ရက်နေ့မနက်9:00နာရီကမှအကြမ်းဖက်စစ်ကောင်စီတပ်သားများကပဲနယ်ကုန်းအနောက်ဘက်အလိုင်းခင်ကြီးရွာကနေပြီးတော့တဲပြူရွာတဲကြီးရွာအတွင်းကို drone နဲ့ဘုံကျက်တိုက်ခတ်ရာကြီးရွာနေပြည်သူမဝေစင်မင်းအသက်38နှစ်နဲ့၎င်းရဲ့သမီးဖြစ်သူမမြဖုံးတဲ့အသက်၈လခွဲတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စောတိမြို့နယ်အတွင်းစက်တဘာလ13ရက်နေ့မှအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ98တပ်ဖွဲ့ဝင်များက၎င်းတို့တဆွဲထားတဲ့ ဖားဘော်တက်စကန်းကနေပြီးတော့87မမလက်နက်ကြီးစက်ခွန်နဲ့လုံးနဲ့ဝေါ်ကေးခြေရွာနဲ့ရှမ်းစုခြေရွာများအတွင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ